။မင်္ဂလာပါကျွန်တော်အခုရောက်ရှိနေတာပြည်ဦးလွင် Education Center လို့ပြောလို့ရတယ်ဒါ Brown Land Meeting ကိုရောက်နေတာဖြစ်ပါတယ်။ Brown Land Meeting မှာအခုဆိုမှဒါအောင်စီရကိုပိုင်ထက်တန်းကျောင်းရှိတယ်။ပြင်ဒီဘက်ချမ်းမှဆို PPS ရှိတယ်။ဟိုဘက်ချမ်းမှဆိုရင်ဒါဟိုတရုတ်ကျောင်းလည်းရှိပါတော့။အဲ့တော့ PIS ကျောင်းလည်းရှိသေးတယ်။အဲ့တော့ဒီမှာကအဓိကကတော့ဒါ Education Center လို့ပြောလို့ရတယ်။မြန်မာကိုပိုင်ထက်တန်းကျောင်းတွေရောတရုတ်ကျောင်းတွေရောပြင် International School တွေရော နော်အကုန်လုံးရှိတဲ့လမ်းမကြီးဖြစ်တယ်အဓိကပြောချင်တာဒီလမ်းမကြီးရဲ့ဒကွန်းကုတ်လောက်မှာရှိတယ်ပေတရာပတ်လည်းရှိတယ်ခရံမြေကိုကျွန်တော်အဓိကရောက်ချပေးချင်တာဖြစ်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်ကိုပိုင်ចောင်းနေတဲ့နီးကျင်တယ်ကိုသားသမီးကိုចောင်းခေါင်းနေထားကျင်တယ်နော်အနည်းဆုံးမှာရှိကျင်တယ်ဆိုရင်တော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်ဒါတော့ရက်ွက်ကြီး6ဖြစ်ပါတယ်ပြည်ဦးလမှာခရံမြေမှာဈေးအများဆုံးနေရာတစ်ခုဖြစ်တယ်အဲ့တော့ကျွန်တော်ပေတရာပတ်လည်းကိုရောက်ပေးမယ်ဈေးနှုန်းကသိန်း1000တောင်နှီးနှိုင်းဖြစ်ပါတယ်တို့တပေပတ်လည်းဈေးနှုန်းကိုနှစ်သိန်း1000လောက်နဲ့ရမယ်နေရာမျိုးဖြစ်တယ်နော်ဒါကနှီးနှိုင်းဖြစ်တယ်โอเคဒါဆိုရင်ကျွန်တော်

နော်ကျောင်းချပေးမဲ့ဈေးတော့သိန်း2000တထောင်ညီနန်းဖြစ်ပါတယ်အဲ့တော့1 square feet ကိုကျွန်တော်2သိန်း1000ဝန်းကျင်လောက်ပဲကြာတင်มาဖြစ်ပါတယ်အဲ့တီနီယာနေထရာကျွန်တော်ဘန်ဟာလဖေးဆိုင်ဘေးလမ်းညာနေဝင်မဲ့ဆိုရင်ကျွန်တော်တို့ဒါ guide နေရာလောက်ပဲရှိတယ်နော်မီတာနဲ့ဆိုရင်လည်းမီတာနေရာလောက်ပဲရှိတယ်ကျွန်တော် cherry လမ်းမကြီးကိုကျွန်တော်မြို့တစ်ကိုသွားတဲ့အဓိကဆက်သွယ်ထားတဲ့ခြေလမ်းမကြီးကိုမြင်နေရတဲ့နေရာမျိုးဖြစ်တယ်။အဲဒီဘက်ကလည်းကျွန်တော်တို့ပတ်လန်းပွင့်နေပေါ့နော်။အဲတော့ပတ်ဝန်းကျင်ကောင်းကောင်းဒီနေရာကောင်းကောင်းနဲ့ကျွန်တော်ကြောင်းပေါင်းဆောင်ပေါ့နော်။ International School တွေ private school တွေဘီးနားမှာ ဒါကျွန်တော်အိမ်တလုံးပေါ့နော် PDR pad တွေလောက်ရှိတယ်ချိုင်းကြီးနဲ့တိတ်ဆိတ် agent digital ဆိုရင်တော့မိုက်တယ်နော်ဒီလမ်းထဲမှာဆိုအဲ့အများအများကြီးမရှိဘူးကျွန်တော်သိတာတော့ဒီဘက်ချမ်းမှာဒါအိမ်နှလုံးရှိတယ်ဒီဘက်မှာချမ်းအကျယ်ကြီးရှိတယ်ဒါပဲနော်တော်တော်လေးကိုအေးအေးချမ်းချမ်းတိတ်တိတ်ဆိတ်နေလို့ရတယ်ပတ်ဝန်းကျင်မျိုးဖြစ်တယ်ဒီဦးလေးမှာကျွန်တော်တို့ဒါ1 square feet ကိုတော်တော်လေးတန်နေတဲ့ဇီးနှုန်းနဲ့ဝယ်ချင်တယ်ဆိုရင်တော့ဒီချမ်းကြီးရှိပါတယ်ဗျဒီချမ်းကြီးကိုစိတ်ဝင်စားရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ drone မောက်ကိုဆက်သွယ်လိုက်ပါခရမ်းမြေအမျိုးအစားဖြစ်ပါတယ်ဗျ